ရင်နွေးကြကမြန်မာလူမျိုးတော်တော်များများနှင်းနှင်းဆက်ဆက်တောက်သုံးလေးရှိကြတဲ့တောက်စီယာတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီပဲလာလာနေ့ကအပြင်းပြင်းတစ်ခုစားရင်းပဲဖြစ်ဖြစ်စကားဝိုင်းဖွဲ့ကြတဲ့နေရာမှာပဲဖြစ်ဖြစ်ရင်နွေးကြအောင်တောက်လေးရှိကြပါတယ်။ဒီလိုမျိုးတောက်လေးရှိတဲ့ရင်နွေးကြကကျန်းမာရေးအကျိုးကျေးဇူးတွေအတော်လေးကိုများပါတယ်။ ဒီလိုမျိုးအကျိုးကျေးဇူးများတဲ့ရှင်တွေချမ်းကို အပန်းလည်းမချီးပဲနဲ့ကျမ်းမာရေးအတွက်အကျိုးကျေးဇူးတွေလည်းများတယ်ဆိုပြီးတော့အများကြီးတောင်းမိနေတဲ့သူတွေရှိလားမသိဘူးเนาะဒါဆိုရင်တော့တန်ဆေးလိုပဲဆိုတဲ့စကားအတိုင်းရှင်တွေချမ်းကိုအများကြီးတောင်းမိရင်ကျမ်းမာရေးအတွက်ဘယ်လိုတွေစိုးကျိုးဖြစ်စေလဲဆိုတာကိုပြပြပေးသားမှာပဲဖြစ်ပါရဲ့ရှင်။ဗီဒီယိုလေးမစခင်မှာညီမတို့ရဲ့ channel ကို subscribe လုပ်ရတဲ့ရင် subscribe လုပ်ပြီးတော့ဘေးနာ notification လေးကိုလည်းဆက်ကြည့်ကြအောင်ရှင်။ င်းနွေးစံတောက်တာကအသားအရေအစလိုခန္ဓာကိုယ်နန္တာရှိယောဂါတွေမဖြစ်အောင်ကာကွယ်ပေးတယ်ဆိုတာကိုတော်တော်များများသိကြမှာပါဒီလိုမျိုးကျန်းမာရေးအတွက်အကျိုးများတဲ့ရှင်နွေးကြောင့်ကိုလူလာထက်ပိုပြီးတတ်မိမယ်ဆိုရင်တော့ကျန်းမာရေးအပေါ်မှာအခုလိုမျိုးသက်ရောက်မှုလေးတွေရှိလာနိုင်ပါတယ်ပထမတစ်ချက်ကတော့နှလုံးခုန်မြန်စေတာပါ ရှင်ရွေးချမ်းက coffee လက်ဖက်ရည်လက်ဖက်တုပ်တို့ထက် caffeine ပါဝင်မှုနည်းတယ်ဆိုပေမဲ့လည်းအလွန်အကျွံတောက်သုံးမိမယ်ဆိုရင်တော့နှလုံးခုန်မြန်တာကိုခံစားရနိုင်တယ်လို့တွေးတိုးတာကိုပါခံစားရနိုင်ပါတယ်။ဒီအခြေအနေတွေကနှလုံးရောဂါအခံရှိတဲ့သူတွေမှာအန္တရာယ်များတဲ့အခြေအနေတည်းရပါ။ဒါကြောင့်တွေးတိုးရောဂါရှိနေမယ်၊နှလုံးသွေးကြောရောဂါ၄ရှိနေမယ်၊နှလုံးရောဂါတစ်ခုခုခံစားနိုင်ရမယ်ဆိုရင်တော့အများကြီးမတောက်တာအကောင်းဆုံးပါပဲရှင်။နောက်တစ်ချက်ကတော့စိတ်မစီမှုဖြစ်စေပါတယ်။ ရင်းနှီးချက်တစ်ခွက်လောက်တောက်တာကစိတ်မစီမှုပြေလျော့စေတယ်ဆိုပေမဲ့လည်းတနည်းကိုရင်းနှီးချက်နှစ်အိုးလောက်ကုန်အောင်တောက်နေတယ်ဆိုရင်တော့စိတ်မစီမှုတွေပိုများစေပြီးတော့ဆိုးရိမ်ပူပန်စိတ်တွေကိုပိုခံစားဆင်နိုင်ပါတယ်။ဘာလို့လဲဆိုတော့သွေးကြောထဲမှာကဖိန်းဓာတ်လွန်ခဲ့တာကအဒရီနယ်ဂလင်းတွေကိုစိတ်မစီမှုဖြစ်စေတဲ့ နိုရပင်နယ်ဘရင်အဒရနလင်းနဲ့ကော်လီဇောဟော်မုန်းတွေပုံပုံထွက်ရှိစေတာကြောင့်ပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့တန်တန်းချွတ်တွေ့မှုကြောင့်သွေးရနည်းစေပါတယ်။ရှင်တွေကအများကြီးတောက်တုံးတာကခန္ဓာကိုယ်ရဲ့အစာအစာတွေမှာပါတဲ့တန်တန်းဆုပ်ယူမှုအဟအတာဖြစ်စေပြီးတော့သွေးလျူဆဲဖြစ်ပေါ်မှုနည်းပြီးမလုံလောက်မှုတွေကြောင့်သွေးရနည်းရောဂါဖြစ်စေနိုင်ပါတယ်။အစာစားပြီးတဲ့အချိန်မှာရှင်တွေကတောက်တာကဦးနယံတွေကတန်တန်းမဆုပ်ယူနိုင်အောင်ဖြစ်စေတာကြောင့်သွေးရနည်းစေနိုင်ပါတယ်။တန်တန်းချွတ်တွေ့မှုကြောင့်သွေးရနည်းတဲ့အခါမှာညှိစီစီဖြစ်တာပင်ပန်းနွမ်းနေ တာအသားအရောင်ဖြောတော့တာခြေပြားလက်ပြားတွေအေးတာအသက်ရှူလာပြက်တောင်းပြက်တောင်းနေဖြစ်ပြီးတော့ရင်မြအောက်တာနှလုံးဟုတ်မြင်တာတွေကိုခံစားရစေနိုင်ပါတယ်။နောက်တစ်ချက်ကတော့ဝမ်းပြက်ဝမ်းလျှောဖြစ်စေပါတယ်။ရင်နွေးကြဲလွန်ကျွန်းတောက်တဲ့အခါကိုယ်ထဲမှာတန်တင်လို့ခေါ်တဲ့အပင်အနေရတဲ့ drop down တွေများတာကြောင့်ကဒရင်းချောက်တာ၊အော့အန်နာ၊ဘိုက်အောက်တာနဲ့မအီမတာဖြစ်တာမျိုးတွေကိုခံစားရစေနိုင်ပါတယ်။ ကဖေးမှာဆိုရင်ဝမ်းပြော့စေတဲ့အာနိသင်လေးရှိတာကြောင့်အလိုအကျုံတောက်မိတဲ့အခါမှာဝမ်းပြော့ဝမ်းလျှော်ဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ဝမ်းပြော့ဝမ်းလျှော်ဖြစ်တာကြောင့်ကိုရင်းရဲ့ရေတပ်ဆုံးရှုံးမှုတွေကကြောက်ကရဲ့လုံဆောင်မှုတွေကိုပါထိခိုက်စေနိုင်ပါတယ်ရှင်။နောက်တစ်ချက်ကတော့အိမ်မပြိုတာမျိုးတွေဖြစ်စေပါတယ်။ ကဖင်းလုံကဲမှုကအိပ်စက်မှုထိခိုက်စေနိုင်ပါတယ်။အိပ်ရာမဝင်ခင်မှာရင်သွေးကျန်းတောက်မိပြီဆိုရင်စီးခနဖနထထသွားစေနိုင်တာကြောင့်အိပ်ရည်တွေလည်းပြတ်စေနိုင်ပါတယ်။ကဖင်းကလည်းအိပ်စက်မှုထိခိုက်စေနိုင်ပြီးတော့ကိုယ့်ရဲ့နေ့စဉ်လုံဆောင်မှုတွေကိုပါထိခိုက်စေနိုင်ပါတယ်ရှင်။နောက်တစ်ချက်ကတော့အသည်ထိခိုက်စေတာပါ။ရင်သွေးကျန်းကိုအလွန်အကျွံတောက်သုံးမယ်ဆိုရင်အသည်ထိခိုက်တာ အသည်ရောဂါတွေကိုပါခံစားစေနိုင်ပါတယ်။အသည်မှာကဖင်းနဲ့စုပုံလာတာကအသည်ကိုထိခိုက်စေနိုင်ပါတယ်ရှင်။နောက်ဆုံးတစ်ချက်ကတော့အရိုးထိခိုက်စေပါတယ်။ရင်သွေးကျန်းအလွန်အကျွံတောက် ါကအယိုးပွားရအယိုးကျိုးလွယ်တာတွေကိုခံစားစေနိုင်ပါတယ်။ဘာလို့လဲဆိုတော့ရင်သွေးကျန်းမာပါတဲ့ထရပောင်းတွေကကယ်လ်ဆီယမ်စိုးရိမ်မှုကိုဟန့်တားနေတာကြောင့်ဖြစ်ပါတယ်။ ကိုရဲ့တနေ့တာမှာရင်းနှွေးကြောင့်လေးခွက်ထပ်ပို့ပြီးတောက်မယ်ဆိုရင်အယိုးကျန်းမာရေးကိုထိခိုက်စေနိုင်ပါရဲ့ရှင်။ရင်းနှွေးကြံကဆေးဘက်ဝင်နေဆိုပေမဲ့လည်းအခုလိုမျိုးထိခိုက်မှုတွေရှိစေနိုင်တာကြောင့်တတိထားပြီးတောက်တုံးစေချင်ပါရဲ့ရှင်။ရင်းနှွေးကြံကိုကျန်းမာရေးအတွက်အထောက်အကူပြုစေပြီးတော့ထိခိုက်မှုတွေမရှိစေဖို့ဆိုရင်တော့တနေ့ကိုရင်းနှွေးကြံ၃ခွက်အများဆုံး၄ခွက်အထိပဲတောက်တင်ပါရဲ့။ယောဂအခန်းတစ်ခုခုရှိနေမယ်ဆိုရင်တော့တနေ့ကိုတစ်ခွက်ဒါမှမဟုတ်နှစ်ခွက်လောက်ပဲတောက်တုံးတင်ပါရဲ့။ကိုယ်ရဲ့ဆောင်မေမေရီနဲ့နူတိုင်းမိခင်နေအနေနဲ့ကတော့တနေ့ကို ောက်ခွက်လာဝဲတောက်ပေးတင်ပါရဲ့ရှင်ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်